ော်ရဲ့စီးပွားရေးအပြင်မှာတကယ်ရှိလားဆိုတော့အပြင်မှာတကယ်အခုကျွန်တော်ယုံထဲမှာပြောနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အာ network marketing အများကြီးရှိပါတယ်ဒီထဲမှာကျွန်တော်စစ်မှန်တဲ့ကုမ္ပဏီရွေးချယ်တက်ဖို့တော့လိုပါတယ်ဆက်ဆက်မော်ကတော့ကျွန်တော်တို့လက်ရှိမှာနိုင်ငံပေါင်း၈နိုင်ငံနဲ့ရုံးခွေပေါင်း၃၀ကျော်တည်ဆောက်ထားတာဖြစ်ပါတယ်ခင်ဗျာအခုတော့ကျွန်တော်ကဒါထိုင်းနိုင်ငံရဲ့ဘန်ကောက်ဘန်ပေါ်ယုံဖြစ်ပါတယ်ခင်ဗျာအခုတော့ကျွန်တော်ယုံရဲ့ ငါထမြောက်ဖြစ်ပါတယ်ခုဒီမှာဆိုရင်တော့ဒါရုံရဲ့ငါထမြောက်မှာသင်္ကန်းစားနေဖြစ်ပါတယ်ခင်ဗျာဘာပြောချင်တာကတော့ဆက်ဆက်ပေါ်တော့ online မှာလည်းလေးလာရတယ်ဒီမှာဆက်ရတာလေးလာလို့ရတာဖြစ်ပါတယ်ခင်ဗျာနိုင်ငံဝင်တဲ့လို့အန်တီ၄၀လောက်ပဲကျွန်တော်ကငါအချင်းတော့ပဲပြင်ဆင်ပါလို့ရတယ်တန်တာပတ်တိပေါ်ကကျွန်တော်ကိုငငယ်အဖိုးရဲ့အဖွားရဲ့လက်ထက်ကပိုင်ဆိုင်ခွင့်ရတဲ့ပေါ်ကမှန်ပါခင်ဗျာမှန်ပါတယ်မိစေအသက်60ကျင်းပြင်ဆင်စားခွင့်ရမယ်လို့အမခံကြစီလားမရှိဘူးမရှိဘူးတော့ဒီကြားရတော့ပညာတတ်ပွဲရတဲ့ าย่างการนับที่บวชก็มีแต่ก็เรื่องนับที่บวชเนี่ยไอ้ยี่น้องเราเป็นแบบนี้จะเสพปัญญาปัญญาเต็มงานนี้เป็นจุดของอารมณ์งานนี้โจทย์ที่เราอารมณ์เมื่ออันนี้เลี้ยงเป็นสิ่งสามปัญญาก็ยังว่าตัวอันนี้เลี้ยงก็ไปเนี่ยแต่ไม่ใช่เรื่องว่ามาอยู่เฉยอยู่เฉยไม่ใช่นับันที่กาลบวชนับันที่กาลบวชไม่ใช่เป็นลูกวัดเยซูเลยครับนับันที่กาลบวชเยซูนะครับไอ้ยังตัวนี้ตัวนี้ปัจจุบันเลย ောင်သိလို့ကိုဘွားမှာကိုပိုင်ချင်းကိုပိုင်လူလက်ကနဲ့ကိုပိုင်ဘဝရမယ်ဆိုရင်မကောင်းဘူးလားမြာပါပါတယ်တလက်ဆက်လက်ကျွန်တော်စဉ်းစားတော့တာဖြစ်နိုင်လို့လားမိတ်ဆွေတို့စဉ်းစားလားအကယ်၍ငါးနှစ်အလုံးလုံးမှာတက်လို့အလုံးလုံးဆရာမကုန်ဘူးနားလို့ရမယ်ဆိုရင်အဲ့လိုအလုံးလုံးတကယ်ရှိရဆိုရင်မကောင်းလားမကောင်းပါဘူး။ဟေးကောင်းတယ်။ကျွန်တော်ကဘာမှအလုံးကံတွေကတော့အများကြီးရှိတယ်ဗျာ။ရေတော့လို့ ျွန်တော်လာခွဲထားတာမဟုတ်ဘူး။ကမ္ဘာမှာထိတ်တန့်အောင်မြင်မှုရနေတယ်။ကျွန်တော်ကအမိကတမတ်တမတ်ထွက်လို့လို့မျိုးစိုင်းဆက်ကြီးဂျပန်စိုင်းဆက်ကြီးရောဘတ်ကြီးကိုစာကြည့်တော့ကနေလာပြီးတော့မှခွဲခြားပြမှာပြီးတယ်။ကျွန်တော်ဝင်ဝင်ပုံစံအားပြီးဆိုလို့ရှိရင်အုပ်စုလေးအုပ်စု ESPI ဆိုပြီးတော့မှရှိပြီးတော့မှကျွန်တော်ဒီဝင်စီးတိပုံစံကနှမျိုးရှိတယ်ခင်ဗျာ။အနောက်ဘက်ကမျိုးကလေးကြတော့80 income လို့ခေါ်တယ်။အာဒီလိုနားလဲကျွန်တော်ရှင်းပြရမယ်ဆိုရင်80 income ဆိုတာကကျွန်တော်ရဲ့အချိန်နဲ့ခွန်အားကိုလဲမှပတ်စံရတယ် နေစားလာခါစားလို့လို့ပြောပဲအလုပ်လုပ်ပေးပေးဆိုင်ရမယ်အလုပ်လုပ်ရင်ပတ်စံပြရကိုအချိန်နဲ့ခွန်အားပေးမှအကျိုးခံစားပေးရတယ်ဒါကို80အေကလို့ခေါ်တယ်ဒါဆိုမိတ်ဆွေတို့ရဲ့အားလုံးက80အေကကိုပြောပိုက်ဆိုင်နေတယ်ဟုတ်လားခင်ဗျာအမြဲတမ်းကိုမနာမနေအလုပ်လုပ်နေမှာအလုပ်နဲ့လက်နဲ့မပြတ်လုပ်နေမှာပတ်စံရမယ်ကောင်းလားကောင်းပါဘူးကောင်းဘူးဟုတ်လားခင်ဗျာကဲကိုကြောက်လိုက်မကောင်းဘူးလို့ဝင်ဝင်မရှိရင်ကိုကတော့ကောင်းမရတာလားဟုတ်တယ်ဒါနဲ့ကျွန်တော်တို့80အေကလို့ပြော ဒီနေ့အတော့ဆုံးမှာပိုင်ဆိုင်နေတဲ့သူတွေဖြစ်ပါတယ်။ဒုက္ခတွေကတော့ပြည့်စုံအင်ခံလို့ခေါ်တယ်။ချမ်းသာတဲ့ကလေးတွေအများဆုံးပိုင်ဆိုင်နေဝင်ဝင်မျိုး။ဘယ်လိုမျိုးလဲဆိုတော့သူကအလုံးတစ်ခုကိုအရှင်တစ်ခုကြအောင်လုပ်ပြီ။ဒီအဲ့ဒီလောက်ကိုစမလို့တော့ဒါပေမဲ့ဝင်ဝင်ကအငြင်းလိုက်ရနေတယ်။တခါပဲလုပ်မယ်။တစ်ချိန်ပဲလုပ်မယ်။အချိန်တစ်ခုကြအောင်လုပ်မယ်။အဲ့ဒီလောက်ကိုစမလို့ဒါပေမဲ့အငြင်းနဲ့ဝင်ဝင်နေရနေတယ်။ကောင်းလားမလား။ဟုတ်ပါရဲ့။ဥပမာကျွန်တော်ပြောပြမယ်။ ိုက်ရှင်တွေရှိတယ်။ကိုလိုဘက်ကပိုက်ရှင်တွေနဲ့ကျွန်တော်ကိုလိုဆောက်မယ်။အစိတ်တော့ဒီကနေ့မပြရအောင်လား။မပြရဘူး။တကယ်ဒီကိုလိုဆောက်လိုက်ပြီ။အဲ့ဒီကိုလိုတွေကိုငားဆောက်တယ်။လာစီဝင်မပြရအောင်လား။မပြရဘူး။အဲ့ဒါကိုပြစီအထောက်ပံ့ကိုလိုခေါ်တယ်ခင်ဗျာ။ရှမ်းတာနဲ့တတိယအကြောင်းစုပိုက်ဆံတဲ့ဝင်ဝင်ရော။ဟုတ်ပြီ။ဆက်ဒီနေရာမှာကျွန်တော်ပြောချင်တာအားလုံးကလည်းပဲအတေကိုရေးဘောကရွေးချယ်မှုရှိနေစေ။အဲ့ဒီအကြောင်းဝင်နဲ့ပြစီအထောက်ပံ့ဝင်ဘယ်လိုဝင်ဝင်ပြုတ်ပိုက်ဆံရှာ။ ီးခံပိုက်ဆိုင်ဆင်ရှင်တယ်ဆိုတော့ကျွန်တော်ဘုရားကျွန်တော်တွေ့ရတာတသက်လုံးအလုံးလို့ရှိရောတူလားခင်ဗျာလက်ဆက်တယ်ဒီမှာကျွန်တော်အဲ့လိုခံစားရဆိုရင်ကိုဘောမှာကိုတသက်လုံးအလုံးလို့နေရမယ်ဆိုတော့အစ်မပြေဘူးဟုတ်လားခင်ဗျာအဲ့လိုလားနေပြီးတော့မှကျွန်တော်စီးပွားရေးမှာလာရှာဖွေတယ်ဆိုရင်ဘယ်လိုမျိုးအလုံးတွေကတိစိခံရနိုင်လဲဘာလို့လဲဆိုတော့တိစိခံတော့လူတိုင်းပြရမှာရှမ်းတာတဲ့ကလေးတွေမှာရတယ် သူများရဲ့ပညာတွေတက်မှပတ်စံတွေရှိမှစိတ်ရောပိုက်ရှင်တွေမှဟုတ်တယ်မလားကုလိုတိုက်ကပိုက်ရှင်တွေမှရဲ့ကျွန်တော်တို့ကဘာမှမရှိဘူးကြားနေမလားမရပါဘူးအဲ့လိုမျိုးတွေးတဲ့အခါမှာပဲကျွန်တော်ကအခွင့်အရေးကျွန်တော်တွေးတယ်အဲ့ဒါကပါလေဆိုတော့ဒီလိုမျိုးခင်းဒီမှာပေါ်ပေါက်လာခဲ့တဲ့ network marketing လို့ခေါ်တဲ့စီးပွားရေးခင်ဗျာ network marketing စီးပွားရေးကိုလေ့လာကြည့်တဲ့အခါမှာ network marketing စီးပွားရေးကိုလုပ်ကိုင်နေတဲ့သူတွေက basic income တွေကိုလူတိုင်းပိုင်စင်တာကိုတွေ့ရတာဖြစ်ပါတယ် ဇာတ်ကြိမ်းများလို့ဒီနေ့မှာတော့ marketing အကြောင်းကိုမရှင်းပြပေးခင် marketing အကြောင်းရှင်းပြပေးခင် marketing ကိုဒီလောက်များဒီလေးရှင်းလဲရှင်းမယ်မတိတဲ့ပေးရှင်းလဲရှင်းလာပြီးတော့မရှင်းပြပေးဥပမာဆိုတော့ပုံမှန်ပေးလို့အားလုံးဒီနေ့ကိုတွေ့လို့အတက်ထုတ်ဖို့ပစ္စည်းတွေကိုပြမဝင်တော့လဲ